မင်္ဂလာပါရှင်ဓမ္မဗုဒ္ဓ channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ပြောပြပေးမယ့်ခေါင်းစဉ်လေးကတော့ဖရာလောင်ဗဘဲပညာရှင်ဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ရှင်ရှေခာဘာယာနတိပြင်း၌ဗြမရန်မင်းကြီးစူးစံစဉ်ဖရာလောင်သည်ကာတိတိုင်းတွင်ဗဘဲမျိုးယိုး၌ဖြစ်၏သူ၏မိဘများသည်လည်းဆင်းရဲကြသည် ဘဘဲအတက်ကို အပီးတံတိုက်မြောက်ပြီးတော့ဖျားလောင်းသည်ရွာနီးချင်းဖြစ်သောအင်ချီတထောင်ရှိဘဘဲရွာတရွာမှပစ္စည်းဥစ္စာ အလှကုန်ရင်းကားတို့နှင့်ပြည်စုံသောဘဘဲတကြီးဤသမီးကိုမေတ္တာမျှနေသည် သူသည်အထူးစီမံပြုလုပ်ထားသည့်အိမ်ခုနှစ်ထပ်ပါသောအိမ်ဖြင့်အများထည့်၍ယူဆောင်လျက်ထိုးရွာသို့လာခဲ့သည်ထို့နောက် သူ့အကောင်ချောင်းကိုကြော်ညာလေသည်ဘဘဲတကြီးဤသမီးသည်အိမ်တွင်ခန်းနေ၌ဖခင်အားရက်ခတ်ပြီးနေရမှထိုအတန်ကိုကြားရ၍အမတင့်အကိုတဏီကုံကြော်ညာတော်လေဝဲသူရှိမည်မဟုတ်ပါဤရွာသည်ဘဘဲရွာဖြစ်၍အခြားမှအဲ့လိုခြင်းသူများပင်ဤရွာသို့လာကြပါသည်တင့်အကို အခြားရွာတွင်သာတွားရောက်ပါဟုဖခင်လောင်းကိုပြောလိုက်သည် ထိုအခါဖះအလောင်းကနှမငယ်မိမိအပေါ်စိတ်ချယုံကြည်သူများသည်ဘဘဲရွာသို့ လာရောက်ကြပါသည်အကောင်းမကောင်းကိုဘဘဲဆရာများသာအတီဆုံးမှာအကယ်၍နှမဤဖခင်သာကျွန်ုပ်၏အကိုတွေ့လျင်ကျွန်ုပ်ကိုနှမငယ်ဖြင့်ပင်ကမ်းလှမ်းနိုင်မသည်ဟုပြန်ဖြေလိုက်သည်သူတို့နှုတ်ဤအပြန်လဲပြောနေကြတဲ့အကို သူမဤဖခင်ကကြားသဖြင့်အယောင်သူလူငယ်ကို ခေါ်လာရင်တမီးယာလှမ်းပြောလိုက်သည်နှစ်ဦးစလုံးရှိသူရောက်လာချိန်၌ပပဲတကြီးသည် လူငယ်ဤအရက်ဒေသနှင့်လာခဲ့ရသည့်အကြောင်းတို့ကိုစူးစမ်းသည် လူငယ်ကအယောင်းရန်လာရာချင်းဖြစ်ကြောင်းပြောတော့အခါပပဲတကြီးကအကူပြခိုင်းသည်လူငယ်ကလူများစု၏ကြည်ရသည်ကပူပြီးတင့်လျော်ကြောင်းအကြံပြု၍ ဘဘဲတကြီးလဲရွာထဲရှိလူအလုံးကိုခေါ်ယူစုဝေးလိုက်သည်အလုံးအစင်သင့်ဖြစ်နေချိန်တွင် လူငယ်သည် အကြီးကိုထုတ်၍ဘဘဲတကြီးလက်ထဲသို့ပေးလိုက်သည်ဓာအပ်လားဟုဘဘဲတကြီးကမေးသည် လူငယ်ကလည်းအမဟုတ်သေးပါဘူးအအေးညသားဖြစ်ပါတယ်သူအထဲမှာအရှိပါတယ်လို့ရှင်းပြလိုက်ပါတယ်ဘဘဲတကြီးသည် တိရှာစိဆက်သွားကြည်တော်လေတိဆက်ရမြောက်ကိုမတွေ့ရလူငယ်ကအအိမ်ကိုလက်သေးဖြင့်ချစ်ပြီးဖွင့်ပေးလိုက်သည့်အခါမှအဟုထင်ရသောအရာဝတ္ထုငယ်တစ်ခုလေးထွက်ပေါ်လာသည်ပပဲတကြီးသည် ထိုအရာဝတ္ထုငယ်ကိုစူးစိုက်စွာကြည့်၍ဟောဒါကမှအထင်မှရဲ့ဟုဆိုပြန်လေလူငယ်ကအမဟုတ်သေးပါ အအိမ်မင်းဖြစ်ပါလေသူ့အတွင်းမှာအရှိပါသေးတယ်ဆိုပြီးတော့ လက်သေးဖြင့်ချစ်ပြီးဖွင့်ပေးလိုက်ပါတယ်။ဤသို့ဖြင့်၆ထက်သောအအိမ်တို့ကိုတစ်ခုပြီးတစ်ခုဖွင့်ပြီးမှနောက်ဆုံးတွင်အကူတွေ့ရသည်။ပပဲလူသားတစ်ထောင်တို့သည်ချီးမွမ်းမဆုံးဖြစ်ကြရကုန်သည်။ထို့နောက်မိမိ၏အဆန်းရည်ကိုပြလိုသောလူငယ်သည်ပေကုံကိုရည်အပြည့်ဖြေထားသောကြီးကွက်ပေါ်၌တင်းပြီး အဖျားကိုဘီခုံထိတ်တွင်စိုက်ထားပြီးနောက်အက်ကိုတူးဖြင့်တအားရိုက်ချလိုက်စီရာ အသည်ရေမျက်နှာပြင်ပေါ်၌လည်းတည်မနေရေတူးဤအလဲတွင်သာအံ့ဖွယ်တည်ရှိနေသည်ဘဘဲသမားတထောင်တို့သည်အံ့ဩပြီးအံ့ဩရင်းရှိကြသည်ဘဘဲတကြီးသည်လူငယ်ဤပညာစွမ်းကို သဘောကြလွန်းသဖြင့်ထိုနေရာ၌ပင်တမီးဖြစ်သူနှင့် ထိမ်းမြားလက်ထပ်ပေးလိုက်သည် ဝဲပညာရှင်ဆိုတဲ့အကြောင်းအရာလေးကနီးကျမတို့ရလိုက်တဲ့သင်ခန်းစာလေးကတော့ကိုလုပ်တဲ့အလုပ်ကိုကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ရမယ်အလုပ်ကိုတံမိုးထားရမယ်ဆိုတဲ့အသိပညာလေးပဲဖြစ်ပါတယ်။တပည့်ပညာရှင်ကနီးဘာအသိပညာလေးရလိုက်တဲ့ဆိုတာလေကွန်မန့်လေးမှာပြောပြပေးခဲ့ပါအောင်ရှင်။ဒီလို ဓမ္မဗဟုသုတရီဆက်လက်နားဆင်မှုအတွက် channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးခဲ့ပါအောင်ရှင်။